ပရိသတ်များအားလုံးပဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်းဘိုးတင်နဲ့ဇောရဂျိုးသိန်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားက Notify Bell လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသားမယ့်သူကတော့ကျွန်တော်ခခန့်ပဲဖြစ်ပါတယ်။ဂီတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ပါသွားပြန်ပြီကြောဒီလာတဲ့နဲ့ထမိန်ပြောက်တာလေးနေရှိနေပြီ။ရွှေနဲ့ထမိန်တစ်တာထဲမှာအတူထားတာကိုရွှေရောမခိုးပဲထမိန်ပဲခိုးတဲ့တကူဂျေဇူးတင်ရမလားစိတ်ဆိုးရမလားမသိတော့ပါဘူးတော်။အဲလိုညညနေသူကပေပင်ရွာလူကြီးကတော့ဒေါ်သေးတွေဖြစ်ပါရဲ့။ ပင်မယောမသူမနေတူထမိန်ပြောင်းဆုံးသူတွေတော်တော်များများဖြစ်နေပြီဖြစ်ပါရယ်ဒီတိုင်းသာဆက်ဖြစ်နေပါကမကြမီရွာရှိအမျိုးသမီးတွေအားလုံးစောင့်ပတ်၍နေရတော့မယ့်အနေအထားဖြစ်လာမှာတေချာသလောက်ရှိပါရယ်ဒါကြောင့်ရွာလူကြီးကတကောက်သားထမိန်တကောက်ကိုဖမ်းဆီးရန်အပူတမီစူးစမ်းမှ ဖြစ်တော့မယ်လို့တွေးနေပြီးစဉ်မိမဖြစ်သူတကြီးကတော်ကသူ့ကိုပြစ်တင်ပြောဆိုလာပါရယ်ပြောတော့ဖြင့်မျိုးရိုးစင်စဲရွာတကြီးရဲ့ ရွာစကြီးလုံနေပြီးအခုတော့ထမိန်တခိုးကိုတောင်မိအမဖမ်းနိုင်ပါလားဟေးဒီတွေထမိန်တခိုးစီရောငါဖမ်းစရာလားအနေဆုံးနွားတခိုးတော်စားပါရှင်ရွာနွားရီပြင်ရခင်ရလေဟိုဆက်ဆက်ဆုစုဘိုးထင်တို့အဖွဲကောင်းလို့ပြင်ရတာပါပြားစားမအောင်ရှင့်အစွမ်းစားအောင်တဲဒီမိန်းမနဲ့ကွာငါအစမသိရောလားနာချင်မိနဲ့တူတယ် စကားများနေတဲ့မိမနှစ်ပါးကိုအင်လီယာကပြင်လာတဲ့ဖိုးထွေးတယောက်စိတ်ပြဲစွာကြင်ရင်ကနေစကားဆွလိုက်ပါရယ်ပြောတော့ရွာလူကြီးနေမရတဲ့တခြားသူတွေကိုစုံမရမအောင်အခုတော့သူတို့ကိုယ်တိုင်ရန်ဖြစ်နေကြတယ်မကြတဲ့ကြာပြောတော့လေသူเจ้าချိန်ကရင်ကောင်လမ်းလျှောက်ဒီကိုပင်ကြားနိုင်စမ်းရှိတဲ့ရွာလူကြီးကြားသွားပြီးတားဖြစ်သူဖိုးထွေးကိုငေါငန်းသွားပါတော့ရယ်ရွာဖိုးထွေးတောင်ကြီးတောက်ကြံပြောနေမင်းခုဘင်းကပြန်လာတယ် ရွာရပြန်လာလေအေးမင်းမင်းရဲ့ထမိန်နေပြောင်းနေရမင်းသိလားအမေထမိန်နေမဟုတ်ဘူးတရွာလုံးကမိမရိရဲ့ထမိန်နေပြောင်းနေတာအရာခတ်တာပေါ့ကွာထမိန်ပဲပြောင်းလို့တော်သေးရွှေရငွေရီပြောင်းရင်မလွယ်ဘူးအေးမင်းရတကုတ်အကြံဖန်ကျေးဇူးတင်နေတီတကုတ်ပေါင်ရီကျန်နေလည်းမသိဘူးမင်းတို့ကောင်းနေလည်းအားအားရှိအလေလိုက်မနေကြနဲ့ရကြိုးရွာကြိုးလေးလည်းတည်ဖို့ကြအောင် ။ဘိုးထွေးကဘာရလူကြီးရဲ့စကားကြောင့်မျက်နှာမအီမသာနဲ့ဖြစ်နေပါရဲ့။သူတို့လောက်ရဲ့ကျိုးရွာကျိုးပြိုတဲ့သူဟူ၍ရွာထဲမှာရှိနိုင်မယ်လို့မထင်ပေ။အဲဒါဘိုးထွေးကအမဖြစ်သူကိုပြန်ပြောခြင်းအမှုမပြုတော့ပဲစိတ်ပြန့်လက်ပြန့်ဟန်နဲ့မိဘကြောင့်နဲ့ဝင်သွားပြီးထမင်းစားဖို့ရပြန်လိုက်ပါတော့ရဲ့။မဘိုးထွေးရဲ့အိမ်မှာဖြစ်ပါရင်ကပြင်းထန်နေတဲ့မဘိုးထွေးဟာဦးတက်ခါကတောင်းပန်တူရှိုးတဲ့လေတံနဲ့စကားဆိုလိုက်တယ်။ဘာတူဦးသည်မီပဲမှာရှိလဲဆိုတော့ပြောပြပါကွာ ဦးကြီးမှဒီသမီးလေးတယောက်တည်းရှိတာမလို့ပါကျုပ်တကယ်မသိတာပါဗျာသိရင်ပြောပြတာပေါ့ရိနေရဦးကြီးနဲ့ကျုပ်အတူရှိနေရမလားငါသမီးလေးကိုဂျိုးသိန်းခိုးသွားတာကွာဒီနေ့နဲ့ဆိုတပတ်တောင်ရှိပြီကွာဂျိုးသိန်းကငါ့ကိုအညှိုးထားပြီငါသမီးလေးကိုမတရားလို့မှကြောက်ရတယ်ဘာလို့တော့ဗျာနှိမ့်ဆက်တာကိုပြောတာပါကွာ ဝီယာကိုချိုးသိမ်းမှာအဲ့လိုစိတ်တမရှိပါဘူးမင်းတို့နဲ့အဆက်အသွယ်ရရင်ငါသဘောတူပါတယ်လို့ပြီးတော့ခန်းခန်းနာနာလေးမင်္ဂလာဆောင်ပေးပါမယ်လို့ပြောပေးပါကွာကိုချိုးသိမ်းနဲ့အတူပါသွားတဲ့ကျုပ်တို့တငယ်ချင်းပေတူးနဲ့တာကြီးတော့ပြဲမလာဘူးပေတူးကကိစ္စမရှိဘူးတာကြီးကိုသူ့မိဘတွေကလာရှာနေပြီကျုံလည်းဘာလို့ရမယ်မသိတော့ဘူးအဲ့ဒီကောင်လေးကိုမတွေ့သေးဘူးလားဟုတ်တယ်မတွေ့သေးဘူးခက်ပါရဲကွာ ငါ့ကိုခွင့်လွှတ်ပေးခဲ့တော့မင်းတို့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ငါသမီးလေးကိုတော့ရှာပေးပါအောင်ကွာ။ဦးတကားကနေစဉ်ရက်ဆက်မောင်ဘိုးတင်ရဲ့နေအိမ်ကိုလာကဂျိုးသိန်းရဲ့သမီးဖြစ်သူကိုလာရှာလေးတဲ့။ဘိုးတင်နဲ့တာယာတီပင်ဆင်းချပြီးသူ့အိမ်ကိုမလာကြတော့ပေ။အဲ့ဒီမှာအိမ်ဝိုင်းတဲ့ကိုဝင်လာတဲ့ဘိုးထွေးနဲ့တာယာကအခန်းလန်းလန်းကတဲ့ကပဲမောင်ဘိုးတင်ကိုစကားလှမ်းဆိုလေးတဲ့။ဘိုးထေရွာထဲမှာလိုက်ခုံးတွေအထမိတ်တခုံးနဲ့တော့ခတ်ပြီ။ဘာဖြစ်လို့လဲဗျာ။ ။ဘာဖြစ်ရမလဲကွာရွာလူကြီးငါးပိုင်းကထမိန်တော့ခိုးလို့ဟေး။ဘာညာထမိန်ဝစ်တာလား။မိမိကြီးတော့ငါးဘထမိန်ဝစ်မလား။အမိထမိန်ဘောကွာ။မမိုးချင်တို့နားရောက်လာတဲ့ကမမိုးချင်ပေးမထိုင်နေတဲ့ဥတက္ခကိုမြင်ပြီးတာယောက်ကအနှုတ်ဆန်လိုက်ပါရဲ့။ဟုတ်လေဘေးတော့ရောက်နေရတယ်။ရောက်နေရကြပြီကွာ။ငါသမီးလေးကိုရှာပေးကြစမ်းပါကွာ။တို့တို့စုံစမ်းနေပါတယ်ဗျာ။ ဒါနဲ့မင်းတို့ပြောနေတဲ့ထမင်းတခိုးဆိုတာဦးတက်ခါရီလိုမေးလိုက်တဲ့ကဖိုးထွေးကကုပစ်ပေါ်ထိုင်လာရင်ရွှေနှင်းထမင်းအတူရှိနေပါကထမင်းသာခိုးတဲ့တခိုးတကောင်ရွာမှာတောင်းချမ်းနေကြောင်းကိုပြောပြလိုက်တယ်။ရိခါမဦးတက်ခါကခေါင်းကိုတွင်တွင်ငိမ့်လိုက်ပြီးတော့ဟုတ်ပြီအဲ့ဒီတခိုးကဂျိုးသိမ့်မယ်။ဦးတက်ခါရဲ့စကားကြောင့်မောင်ဘိုးတင်တို့အံ့ဩသွားချင်ရတဲ့စိတ်ထဲမှာလည်းတိတ်မယုံကြည်နိုင်ဖြစ်နေ၍ဦးတက်ခါကိုထပ်မေးလိုက်ပါရင်ဝေး ဘလို့ဖြစ်ပြီးကိုကျိုးသိန်းကိုတခိုးလို့ပြောရတာလေဗျာကျိုးတို့ကိုကျိုးသိန်းရောအီးသမီးကိုသာခိုးတာကျွန်တော်ရီဘာမှမခိုးဟုတ်တယ်ဦးလေးဘိုးရင်ပြောတာမှန်လေကျိုးသိန်းမှာတခိုးချင်းတခိုးချင်းစိလုံးဝမရှိဘူးတင်ရရင်သာဖြစ်တဲ့ပြင်ပေါင်းတင်လည်းဖြစ်တဲ့ကျိုးသိန်းကိုတခိုးလို့ဆွဆွေးတာကြောင့်မတိမနဲ့နေဦးတခါကိုစကားဆွနေကြခြင်းဖြစ်ပါရင် ိုင်နာဦးတက္ခကသူ့ကိုမတိမနဲ့စကားဆုံနေကြတဲ့မောင်ဘိုးတင်တို့ကိုကြည့်လိုက်ကဂျိုးသိန်းအကြောင်းကိုပြောပြလာတယ်။မင်းတို့ပြောတာမှန်ပါတယ်။ဂျိုးသိန်းကလူရိုးစရာကိုလည်းသိတယ်။အဲ့ဒါဆိုဘာလို့ထမိန်တကူလို့ပြောတာလဲ။ထမိန်နေခိုးနေရဂျိုးသိန်းမလို့ပြောတာပေါ့။ဦးပြောတာတူတူနားမလဲဘူး။ငါရှင်းပြမယ်။ဂျိုးသိန်းကိုနွားရီခိုးနိုင်အောင် ငါစောရအစီရင်စေးမိကြောင်ထုတ်ပေးထားတယ်ကွာအစီရင်ကမပြတ်သေးဘူးရွှေနဲ့ထမိန်တူရှင်တကယ်ခိုးမဲ့သူကထမိန်ခိုးမှာမဟုတ်ဘူးအဲ့တော့ဟုတ်တယ်မြတ်တက်တော်ဖွင့်ပြီးထမိန်အစ်တွေပဲယူပြီးတော့ရွှေငွေတန်ဖိုးရှိရာတွေမရှိဘူးဆိုတော့ကျုပ်လည်းအံ့ဩနေတာဖိုးထွေးကလေးနဲ့တည်ကြည်သောဟန်နဲ့ဦးတက်ကပြောတဲ့စကားကို ထောက်ခံလိုက်ပါရဲ့ဦးတက်ကလည်းကောင်းကောင်းငိမ့်လိုက်ကနောက်ထပ်စကားဆိုလိုက်တယ်အေး ငါဘာကြောင့်တကူကဂျိုးသိန်းလို့ပြောခြင်းလဲဆိုတာမင်းတို့နားလေလောက်ရောပေါ့အဲ့ဒါဆိုဘာလို့ဂျိုးသိန်းကတမင်ကြီးလိုက်ခိုးနေရလဲအဲ့တော့ငါလည်းမသိဘူးလေကွာဦးတခါကခေတ္တနေသွားပြီး နောက်ထပ်စကားဆိုလာပြန်ပါလေမင်းတို့ရေတမင်လာခိုးရဲကောင် နောက်ကိုလိုက်ကြည့်ရင်အဖြစ်မှန်ကိုသိလောက်တယ်အစီရင်နဲ့ခိုးနေရဆိုရင်တော့တို့တို့လိုက်လို့မလွယ်လောက်ဘူးထင်တယ် မဘောတင်ဃာရီလို့ပြောလိုက်တဲ့ကဦးတက်ခါကခေါင်းကိုနှိမ့်လိုက်ပြီးတော့ဟုတ်တယ်မလွယ်ဘူးမင်းတို့ကမှဆောရအစီရင်ထိုးမှပဲလိုက်လို့မိနေပြီအာအဲ့တော့မဖြစ်နိုင်ဘူးတို့တို့ပါတကိုးရီဖြစ်ကုန်နေမယ်မင်းတို့ကစေးအများကြီးပေါက်မှာမဟုတ်ပါဘူးကွာမန်တန်ယူပြီးစေးလေးနည်းနည်းပဲပေါက်မှာတပွဲတို့ကွာဟာအဲ့ဆိုလေလှုပ်ပြန်စုတ်တယ်လေးနဲ့တစ်ချက်နှစ်ချက်ပဲပေါက်ရင်ရလားတော်တော်ကြီးလားမကြည့်ပါဘူးကွာ ကြီးစည်းလောက်လေးပါပဲ။ဘာဝတင်တို့တောင်ယောက်ကတင်ယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးပြန်တူခေါင်းထိလိုက်ကောင်း။ချောက်ပြားဂျိုးသိန်းကိုခေါ်မှဖြစ်မှာ။ထမိန်တွေတောက်လျှောက်ခိုးရင်လည်းမလွယ်ဘူး။အခုတော့တာယာမေရဲ့ထမိန်တစ်ပိတ်စအစ်စ်တွေပေါကုန်လို့တငုံကိုတည်ဖြစ်နေရဆို။အေးဟုတ်တယ်ဘုရားရ။ငါမေရနွားပြောက်တုံးကပစ္စည်းတင်ခါရလူတင်ခါရနဲ့သူ့ထမိန်တွေပေါကုန်တော့တငုံကိုတည်ရည်နဲ့ကွာ။ ဲ့ဒါဆိုလေလောက်ပြာပြန်မနေနဲ့ကြောက်ရိတ်မစင်ပြီစင်းမင်းကြောင့်လည်းစုတ်တယ်လူသေးတယ်ကွာဒါများဦးကြီးရဲ့ခဏပဲစမဘောထင်းကပြောပြောဆိုဆိုကုပ္ပိကနေချားရိုက်လိုက်ကရွာရင်းကိုသွားသေးတယ်သူသွားဒီမှာလိုချင်တဲ့အစီရင် အားလုံးရှိတဲ့ဦးအောင်ရဲ့နေရင်စီကိုဖြစ်ပါရင်နေ့လယ်ချိန်ကဖြစ်တယ်မဘောထင်းရဲ့အိမ်မှာမဘောထင်းတောင်ရနေဖိုးထွေးတို့ကအပေါ်ပိုင်းအင်ကြီးပလာနေတန်းစီထိုင်နေပါရင် ဒရုရှင်မာဦးတက်ခတိယောင်ငပ်ပြောပွဲအုံပွဲမှာဖျောင်းနိုင်မိထွန်းပြီးမောင်မိုးတင်ယူပေးထားတဲ့အစီရင်စုပ်တံကိုလက်နက်ဘက်ကိုလက်အုပ်ချီတထံလက်ညှိုးနဲ့လက်မရီကြားညှက်ပြီးခေါင်းကိုငုံကောက်မန်တန်ဒီကိုရွှေ့ဖန်နေပါရယ်ပြီးတော့မောင်မိုးတင်တို့ဘက်မျက်နှာမူလိုက်ကကဲဘသူစောက်ထိုးပါလဲရောက်ဖို့ချင်းမင်းအငယ်ဆုံးမင်းရင်ထိုးလိုက်အခမောင်တို့အကြီးလေဗျာခမောင်တို့အရင်ထိုးပါမှာဘိုးတင်မင်းတအားစကားများတာပဲကွာ မင်းကပညာရင်းနဲ့ရင်းနှီးရဲ့ကောင်ပဲမင်းအရင်ထိုးဘာမောတင်ကလေးနှစ်ယောက်တရမို့ဆက်ပြီးမငင်းတော့ပဲဥတက်ကရှိကိုတူးသွားလိုက်ပြီးအောင်သူ့ကိုအရင်ထိုးပေးပါဦးအေးနည်းနည်းလေးပါပဲကွာစေးစားပဲချမှာပါကွာဘယ်လိုထိုးမှလဲရင်ဘက်ကိုပဲထိုးမှာဘာမောတင်ကတင်မီခွေထိုင်ပြီးရင်ကိုကော့ပေးထားနေတယ်အရိကဥတက်ကကစင်းမိကြောင်စောက်တန်ကြီးနဲ့တဏီယာတဲကိုအတန်ကြောင်ထိုးနေတဲ့ရောက် မဘိုးထင်တီတော့မျက်နှာကိုရှုံမဲ့နေတယ်။အဲဒီနောက်မှာဂျီစိခန့်အမဲဆန်တဲ့ဆက်ကိုမဲတဲ့နေရောင်ထိုးပြီးတာနဲ့မန်တန်ဒီထက်ယူပေးပြီးစင်းမင်းကြောင်ထိုးတာကိုရန်လိုက်ပါရင်။အဲဒီနောက်ရှုံမဲ့နေတဲ့မဘိုးထင်ကိုကြည်ကလေးတန်းတူးတူးနဲ့စကားဆူနေတယ်။မင်းကလည်းဒီလောက်သေးသေးလေးထိုးတာကိုဖြစ်ပြန်နေတာ။ထိုးခွင့်များထိုးရင်ဘယ်လိုလုပ်မလဲ။ဟာဗျာ။ဦးကြီးထိုးဖို့ပြောနေ ထိုးခွင့်ထိုးရင်အထိုးခံရတဲ့သူကတန်းပြီးတော့မတာပေါ်မှာပဲ။ တနေရာတဲ့ဦးပဲအကြာကြီးထိုးနေတာကျုပ်ဖြင့်ထုတ်ချင်းပေါက်သွားပြီးတော့ထင်းနေတာမဘိုးထင်းရဲ့စကားကြောင့်ဘိုးထင်းဒီတာယာမှာမျက်စိမျက်နှာပြန်နေကြပြီးမဘိုးထင်းရဲ့ရင်ဘက်ကသွေးတွေစီးကျနေတဲ့ဆင်းမိကြောင်ပေါက်ထားတဲ့နေရာကိုကြည့်ကတုန်လှုပ်နေကြပါရဲ့အိနာဦးတက္ကကသူတို့နေရာဘက်ကိုလှည့်ကြည့်ကနောက်တစ်ယောက်ရောက်တာယမင်းရင်သွားအမင်းရင်ထိုးလိုက်ပါကွာ ဒရုန်းယောက်ကမော်ဘိုးထင်ရဲ့ရှုံးမနေသောမျက်နာကိုကြည့်ကအတော်ကြောင်းလန့်နေကြပြီးတယောက်နဲ့တယောက်ငင်းခုန်လေးလျောက်စိတ်မရှိဖြစ်လာတဲ့ဦးတခါကမော်ဘိုးထင်ပေးရှိဖိုးထွေးကိုကြီးမားပြီးခြုံမြောက်နေတဲ့စုတ်တန်ကြီးအားဝင့်ပြီးခေါ်လီတော့တယ်။မင်းလာခဲ့။ဗျာဗျာမနေနဲ့တကူကညဆူလာခိုးတော့မှအချိန်မရှိဘူး။ဖိုးထွေးကတပင်းရှိကြီးကိုခြောက်ကဦးတခါရှိမှထိုင်လိုက်တော့တယ် ။ဦးတခါဒီလဲမဘိုးတင်ကိုတိုးတဲ့လက်စားထက်မလျော့တဲ့စုပ်ချက်တွနဲ့မမ်မုတ်ကရင်ဘက်ကသွေးတွေစီးကြတဲ့အထိထိုးပေးလိုက်ရတယ်။အရင်ဒီသူတာယာကိုလည်းနောက်ဆုံးထိုးပေးလိုက်ပြီးနောက်စုပ်တန်ကိုလက်နဲ့စားကြည့်ရင်မှပြောလာတဲ့စကားကြောင့်မဘိုးတင်တာယာနဲ့ဖိုးထွေးတို့မျက်လုံးပြူးသွားလိမ့်တယ်။သူပြောလာသည်မှာဖြင့်ငါကမှတတိထားမိတယ်ကွာငါအိမ်ကစုတ်တံကတလောက်မလေးဘူးပို့တယ်မင်းဘရဲ့စုတ်တံကဝိတ်ပါတော့ လက်စာလည်းနေပြင်းသွားတယ်ကွာအစင်ကအနည်းဆုံးစုပ်ချက်တရားထိုးရမှာလေမင်းတို့ကတဏီယာနဲ့တည်တည်လေးထိုးကျင်တော့ငါလေးစုပ်ချက်တရားပြည့်အောင်ထိုးရတာပေါ့ကွာရီလိုနဲ့အစင်ပြုတ်လို့ဒီမှာပြီးသွားသလိုမဘောတင်တို့တုံးရောက်ဒီလေအတော်အထိနာသွားပါလေရောရေဘီဘီရောလေးကညမောင်တူတဲ့ကိုကြားရောက်လာပြီးဖြစ်ပါရဲ့တချို့အိမ်တွေမှာရေနေစီမိခွက်အလင်းရောင်လေးတော့တစုံတစလင်းလန့်နေတယ် မဘောထင်းရဲ့နေမှာတော့စကားသံတချို့ခတ်တူးတူးထွက်ပေါ်လို့နေပါရယ်မင်းတို့၃ယောက်ကနောက်ဘက်အမောင်ကြီးထဲမှာပုန်းနေကြဂျိုသိန်းလာခွင့်ရင်မင်းတို့စိတ်ထဲမှာ သူပေနေရရောက်နေရဆိုတာကစသိလိမ့်မယ်ကြားလားမင်းတို့တွေဘာထူးကြလဲပြောပြစမ်းမိကွက်အလင်းရောင်ကတော်တော်လင်းနေတယ်အေးအဲ့ဆိုစီးအောင်နေကွာမိကွက်ပူလင်းရင်စီးအောင်တာလားဝေးမိမိကြီးရော အမောင်လေးလေးကြည့်ကြည့်အောင်ဟာဦးတခါရေးစကားကြောင့်မဘိုးတင်တို့ကမောင်မဲနေတဲ့အိမ်ဝိုင်းဘက်ကိုကြည့်လိုက်ပြီးအံ့ဩနေရတဲ့အိနာသူတို့ကဦးတခါဘက်ကိုလှဲ့ကောင်းဟုတ်ပါကွာနေခင်းဘက်လို့ငင်ခွင်းရရှင်းနေရပဲအဲ့အရင်မဘိုးရောင်မင်းအိမ်ခေါင်ဖို့ပေါ်ခုံတက်ကြည့်လိုက်စမ်းဖို့တင်တက်ကြရင်မိုးထားတာကြုံကြသွားမှာပေါ့သူကခုံပြီးတော့လည်းမတက်နိုင်ဘူးကျုပ်ခုံရင်ဝတ်တရက်တောင်လွတ်တာမဟုတ်ဘူး ငါပြောတယ်လို့လှုပ်ဆန်းကွာမင်းရအသက်ငယ်တလားတောက်စကားတိတ်များတာပဲမဘိုးတင်ကဦးတက်ကမအိမ်ကမိုးပေါ်ကိုတက်ခိုင်းနေတော့အိမ်ပေါ်ကဆင်းလိုက်တာရီသူရနောက်မှာတော့ဘိုးထွေးတာယာနဲ့ဦးတက်ကပါလာရီအိမ်ရှိရောက်တဲ့ကမောင်ဘိုးတင်ကအသက်ကိုပြင်းစွာရှူရှိုက်ပြီးအိမ်ခေါင်မိုးကိုတေးချကြည့်လိုက်ပြီးတော့ခုံလိုက်ရောက်လှိမ်မြန်သောအချိန်နဲ့အိမ်ခေါင်မိုးပေါ်ကိုရောက်သွားလေတယ်။ဒါကဦးတက်ကကမောင်ဘိုးတင်ကိုတီးပြီးကျန်လွန်စွာရှိနေလျောက်မိမရှိနေရဲ့ဘိုးထွေးကတတိပေးလိုက်ရှာလေတယ်။ လေတူတူလို့ပါဗျခမရအတန်ကအကျယ်ကြီးရေအေးပါကွာမင်းတို့ကလေကောင်းကောင်းတော့မရေရအောင်တော်ရဲမှာမဟုတ်ဘူးရွာရဲမှာအဲ့ဒါလေတတိထောင်အေးပါကွာမင်းတို့အစီအောင်သွားပြီဆိုတော့ငပြောဖတ်ပေါ်တော့တိတ်လို့ရသွားပြီကွာတကယ်လားအတကယ်ပေါ့ကွာမိုက်တယ်ဗျာတုတ်ကိုဒီလိုအစွမ်းနေတလောက်လောက်ရှိအောင်လှုပ်ပေးလို့ရမလား ဗုဒ္ဓကဥတ္တခကိုကြည်ပြီးပြောလိုက်တော့ဥတ္တခကသူ့ကိုတေချာကြည့်လိုက်ပြီးတော့ဘာလဲမင်းကမကောင်းတာတွေလုပ်ဖို့လားဒါဗျာမဟုတ်ပါဘူးကြုံကြီးစားအိမ်ကိုခိုးဝင်မလို့ဗျာဒီအစွမ်းသာရှင်တော်တော်အဆင်ပြေမှာတော်စမ်းပါခွေရာတွေမပြောနဲ့အိမ်ကမိုးကဘိုးချင်းမင်းကဘာလို့မတက်ရနေရလဲပြန်ဆင်းခဲ့တော့လေကျွတ်ကျွတ်မဆင်းရဘူးကြီးအမေပဲကြီးတော်ပဲကွာခုံချလိုက်လေဟာအမေပဲဗျာ กว่าตะตรงก็တော့ခုံတက်သွားသေးတာ ਉ အပေါ်ထိရောက်မယ်မထင်လို့ခုံတက်လိုက်တာဗျာအေးအောင်ခုံချလိုက်ဘာမှမဖြစ်ဘူးအကြောက်တယ်ဗျာဘိုးတင်မင်းခုံမချရင်ကမင်းကိုမင်းနဲ့တိုက်မှာနော်ဥတက်ကရေနေစီမိကကိုသွားယူကအိမ်တဆမိတ်အနီးကန်လာမှမဘိုးတင်တယောက်မျက်လုံးစုံမပြီးခုံချနိုင်နေတယ်။အောက်ကိုရောက်တဲ့ကမိတိနာကျင်မှုကိုမှမခံစားရပဲကြောင်တကောင်ကဲ့သို့ပေါ်ပါနေတာကြောင့် အတော်အံ့ဩသွားလေတဲ့အဲ့နောက်သူတို့သုံးယောက်ကဥတက်ကခိုင်းထားတဲ့အချိန်ရွာနောက်ပိုင်းကိုထွက်သွားကြပါလေရောတဲ့မဘောတင်တို့ထွက်သွားပြီးနောက်အိမ်မှာဥတက်ကတယောက်သာကြံခဲ့ပါရီသူကအိမ်ပေါ်မှာတယောက်တည်းအေးအေးလူလူရင်းနှီးချမ်းတောင်းနေတဲ့ကိုင်းထဲကကိုင်းရောက်ကိုယာပြီးဝါနေစဉ်အိမ်ပေါ်ကိုလူတယောက်တက်လာလေတဲ့အဲ့ဒီသူမှာဥအုံဖြစ်နေပါရဲ့ဦးအောင်ကမြင်တာနဲ့ဦးတက်ခါကကောင်းရမြုံရင်စကားဆိုနေတယ်။ဘာလို့လဲမသိဘူးခမ အင်ဂျင်ကောင်လေးမရှိဘူးသူကသူ့အဖပါအော်ဦးအောင်ဆိုတာထင်တယ်ဟုတ်တယ်ခမရဦးတက်ခါလားဟုတ်ပါဗျာဦးအောင်နဲ့ဦးတက်ခါတို့ကပညာတဲ့အချင်းချင်းမှုတွင်းရတာနဲ့ယင်းနီးခင်မင်သွားကြပါရဲ့ပညာရည်တည်ကြောင်းကိုမမောနိုင်မပန်းနိုင်ပြောဆိုနေကြရဲ့အခုလိုအချင်းချင်းစကားပြောရတာကောင်းသမျှတုတ်လေဒီဒီပါပဲဦးတက်ခါရနောက်ဆိုအင်ကိုအမဲလာလေပေါ့ ျုပ်အိမ်ကရွာထဲမှာအဲဒါဆိုဦးအောင်နဲ့ကျုပ်အိမ်ကိုလာလေဦးပေါ့လာလေရမှာပေါ့ဗျာဒါနဲ့ဦးတက်ခလာရင်ကိစ္စကိုမသိရသေးပါလားကျုပ်ကောင်လေးရလေခမည်းလာတယ်သာပြောတာအကျိုးအကြောင်းကိုတော့မပြောပြဘူးရှေးမျက်နှာနောက်ထားပြီးပြောရရင်တော့ဗျာဒီဘကဂျိုသိန်းကကျုပ်သမီးကိုခိုးသွားလို့ပြုဂျိုသိန်းရှိရဲ့နေရာကိုဘိုးထင်တို့များသိမလားဆိုပြီးလာခဲ့တာ ဲ့လိုကိစ္စတွေလည်းရှိသေးရလားကျုပ်တောင်ဂျိုးသိန်းကိုတခြားရွာတွေဘက်ဂျိုးထောင်နေရပဲထင်တာဒီကောင်ဂျိုးမထောင်မင်းနဲ့ဂျိုးထောင်နေတာပဲဗျာဟာဘာပြောလဲဦးဘုံဘာမှမပေါ့ဦးဘုံချက်ချင်းပဲမျက်နှာပိုးတက်လိုက်ပြီးနောက်ထပ်စကားဆူလိုက်ပါရင်ကျုပ်ရင်ကစောင်းရစီမိကြောင်ဆိုပျောက်သွားလို့ဗျာဘိုးထင်ယူလာတဲ့စုတ်တန်လားဦးတကားကအင်ဦးကပွဲထိုးတော်ရီနီးကနေစုတ်တန်ကိုယူကဦးဘုံကိုဖေးလိုက်ခြင်းရိခာဦးဘုံကစုတ်တန်ကိုယူလာရင်းနေ ဟုတ်တယ်ကျုပ်လည်းပြင်းပြင်းရှိရနဲ့ဒီစုပ်တံကိုစီရင်ထားတာဒါတကောင်စိုးရအစီရင်လှုပ်ထားတဲ့စုပ်တံလေးဗျာဗျာရွှေရွှေစုပ်တံမဟုတ်ဘူးလားဘိုးထင်ရပွဲထိုးထားတဲ့ထင်ရနိုင်သွားတဲ့အဦးတစ်ခါရေဟာအဲ့ဒါဆိုရင်တော့သွားပါပြီဗျာကျုပ်ထင်တော့ထင်တယ်ကျုပ်ရဲ့တပွဲထိုးအစီရင်ကအဲ့လောက်မစွမ်းနိုင်ပါဘူးလို့ဘာဖြစ်လို့လဲဗျာ ဘာဖြစ်ရမလဲဗျာခမရရဲ့အစင်းရဲ့စုပ်တဲ့ကိုပွဲထက်ပေးပြီးဟိုကောင်လေး၃ယောက်ကိုထိုးပေးလိုက်ပြီဟဲ့ဗျာဟောဗျာအဲ့လိုနဲ့ဦးအောင်နဲ့ဦးတက်ခါတို့ကအစင်းညင်းနဲ့ပဲရင်ွေးချမ်းတောင်းရင်ကအစင်းကိုဖျက်လွှင့်ရမယ့်နီလန်းလေးကိုတိုင်ပင်ဆွေးနေနေကြပါလေရောရေဟဲ့လေဟိုအင်းကကြက်မာယူမြင်လားခိုးချက်စားလိုက်ရကွာခိုးချင်စရာကြီးနေအောင်ကွာဂျိုးသိန်းတော့ကိုလိုက်ရအောင်မယ်အေးကွာ သူ့နော်လိုက်ပြီးမှပဲခိုးကြတာပေါ့မမိုးတင်တို့ကမောင်းနေရှိအရာအလုံးကိုရှင်းလင်းပြသစွာမြင်နေရပြီးသူတို့နဲ့ကန်လန်လန်ရှိကြိုက်တန်ကကျမကြီးကိုကြည့်ကကတူတူစကားဆိုနေကြခြင်းသာဖြစ်ပါရင်သူတို့တောင်းရောက်ကတိုင်ပင်မထားပါပဲသူတပားပစ္စည်းကိုအလိုလိုခိုးကျင်နေမိရဲ့တဦးတယောက်မှဒါစီခြင်းမရှိပဲစိတ်တူကိုယ်တူပြင်လို့နေတယ်ညလကောင်ရင်ချင်းကိုရောက်တဲ့အခါ တို့ရဲ့ရှေ့ခန်းလန်းလမ်းမှာကတောင်းကြိုက်ထားတဲ့လူတယောက်အိမ်ဝန်းတင်ရန်ကိုကျုံးပြပြီးကြော်တက်သွားကအိမ်ခေါင်းမိုးပေါ်ကိုလွှာကနေခုန်တန်ရင်းပျောက်ကွယ်သွားလိမ့်တယ်။မကြာသောချိန်မှာရာရီသူကပစိုးနှစ်ထုတ်ထားတဲ့အထုတ်တထုတ်ကိုကြောမာလွဲကအိမ်ခေါင်းမိုးပေါ်ကနေအိမ်ရောက်ကိုခုံဆင်းပြီးအလာတုံးကကဲ့သို့အိမ်ဝန်းတင်ရန်ကိုကျုံးပြကြော်တက်ကောင်ရာနောက်ဘက်လမ်းတိုင်းပြေးသွားလိမ့်တယ်။အရီသူရဲ့နောက်ကိုကြောင်တကောင်လာပေါ်ပါတက်လက်နေတဲ့မောင်ဘိုးတင်တို့၃ယောက်က ဝင်းတရံနေကိုကျွန်ပြကကြော်သွားပြီးလိုက်သွားကြတော့တကူကလည်းအရှိကနေပြီးကြောင်နှကောင်ကဲ့သို့ပေါ်ပါပြီးတတိတကောင်ထက်ပုံမြင်တဲ့အရှိနဲ့ပြေးနေလေတဲ့အရင်တော့မဘိုးတင်တို့ဒီလဲတက်တက်မကွာလိုက်ကြရမကြမီရွာနဲ့အတော်တန်ဝေးတဲ့ရက်ကိုရှောင်းလာကြပါရင်အထင်ကလည်းဝေလီဝင်လင်းကိုရောက်ရှိချိန်မှာတော့ရှေးကပြေးနေတဲ့တကူဒီလဲမမြန်တော့သလိုအနောက်ကပြေးလိုက်နေတဲ့မောင်ဘိုးတင်တို့ဒီလဲမပြေးနိုင်တော့ပဲ ိုင်းနာတခိုးကဆမ်မပီပဲရန်လိုက်ကလမ်းပီးရှိတစ်ပင်ကိုမှီပြီးထိုင်နေပါရင်နောက်ကလိုက်လာတဲ့မောင်ဘိုးတင်တို့တည်လဲတခိုးရဲ့နားကိုကတ်လာပြီးတခိုးကိုဟဲ့အောင်သမီးတခိုးအခုတော့မင်းငါတို့လက်ထဲကမလွတ်တော့ပါဘူးကွာဟဲ့အောင်လေငါချိုးသိမ်းပါကွာဟာဟာတကယ်ချိုးသိမ်းမယ်မင်းဘာလို့သမီးနဲ့ခိုးနေရလဲ ငါမင်းတို့နောက်မှပြောပြမယ်။အခုတော့ငါနေရဲ့နေရာကိုသွားကြမယ်။မွန်လင်းတာနဲ့မင်းတို့အစီရင်ရောငါအစီရင်ကောအဆမ်းမရှိတော့ဘူး။အခုငါတို့ပြီးလာတာလမ်းလျှောက်မယ်ဆိုရင်နှစ်ရက်လောက်ရှောက်မှပြင်ပင်ပြန်ရောက်မှာ။မင်းငါတို့လိုက်လာမယ်တိတော့ဘာလို့မရက်တာလဲ။မင်းတို့လိုက်လို့ပြေးနေတာမဟုတ်ဘူး။ငါဒီနားကရွာကြီးတိရွာမှာနေတာပြီးလာမှရမှာမို့ပြေးလာတာဟာ။မင်းတို့တာနောက်ကလိုက်လာတာအိမ်ကိုလိုက်ခဲ့ကြ။ နေမောင်မင်းကတခြားရွာမှာမကူပဲနဲ့ဘာလို့ကို့ရွာကိုလာကူးနေရလဲဘူရိကထိုင်နေရကမတည့်ရရင်ပြင်းနေတဲ့ဂျိုးသိန်းကိုမေးလိုက်တော့ဂျိုးသိန်းကလက်ကပြလိုက်ပြီးတော့ငါအေးရောင်ရင်မင်းတို့သိပါလိမ့်မယ်လိုက်တာလိုက်ခဲ့အဲဒါဆိုလေပြေးရမယ်ကွာဒီလိုနဲ့မဘိုးတင်တို့ကဂျိုးသိန်းခေါ်ဆောင်ရနောက်ကိုစကားတပြောပြောနဲ့လိုက်ပါသွားပါလိမ့်တော့တယ် အရင်းရွာကြီးကအိမ်ကြီးအိမ်ကောင်းတွေအိမ်ခြေထောင်ကျော်ရှိတာကြောင့်နေမြော်လေးတစ်မျိုးနဲ့တူပြီးတယ်။ငားရတစည်းလည်းရှိပြီးအဝိအထည်စားသောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းတွေပေါများလာပြီးတယ်။အိမ်ဒီကဝါးချောင်းရွာလေးရဲ့ငားရဈေးနေဖြစ်ပါရင်ဈေးထဲမှာအော်ဟစ်ဈေးရောင်းသူတွေနဲ့စီကားနေပြီးအဲ့ဒီထဲမှာထူးထူးခြားခြားအော်ဟစ်ဈေးရောင်းနေတဲ့ကောင်လေးမယောင်ရဲ့တန်ကတမူထူးခြားစွာထွက်ပေါ်နေတယ်။ကဲလာကြနော်အစင်နနာလေးတွေရှိတယ်။စဘာပေါ်ကြီးမဝယ်လို့ရတဲ့ဖြင်စပိတ်စနဲ့ ချက်မိန်အစင်လှလှလေးပြီကိုဈေးချိုချိုနဲ့ရောင်းပေးနေပါပြီဗျာ။ဒါကြဟေးဒါကြနာကြကျုပ်တို့ရောင်းတဲ့ဓမိန်လေးပိတ်ဆအစင်လှလှတွေဟာအလှမင်္ဂလာဆောင်တွေတော့အကောင်းဆုံးပဲနော်။အော်ဟေးဈေးရောင်းနေသူနေရာမှာတာရင်းနေပေတူးတို့ဖြစ်ပါရင်သူတို့ကနင်းမောင်းနေတူဂျိုးသိန်းခိုးပေးရဲ့ဓမိန်နှစ်ပိတ်ဆတွေကိုဈေးမှာရောင်းချနေခြင်းသာဖြစ်ပါရင်သူတို့ကနင်းမောင်စီကပါလာတဲ့အရွှေတချို့ကိုရောင်းချပြီးဝါးချောင်းရွာမှာအိမ်ဝယ်ပြီးတော့နေထိုင်လေ ဗီတူနေတာကြီးကိုပြန်ဖို့ပြောပေမဲ့တာယာနာပြောင်းဝဲကောင်းတဲ့စီကားတဲ့ဝါးเจ้าရွာမှာနေထိုင်လို့ရမပြောင်းကြပဲအဲ့လိုနဲ့ဂျိုးသိန်းခိုးဘင်းရဲ့ထမိန်နဲ့ပြင်စပိန်းစားတွေကိုငားရတစည်းမှရောင်းချပြီးလောက်ကန်စားတော့ရနေထိုင်ကြပါရင်အခုလဲဇင်ရောက်နေဒီမှာနေမင်းလာရပြီးဈေးလဲကွဲပြီးမို့ရောင်းချနေတဲ့ပစ္စည်းတွေကိုထုတ်ဖို့က၃ရောက်သားအင်ကိုပြန်လာခဲ့ကြနေတယ်အင်ကိုရောက်တဲ့အခါအင်ရောက်တန်းလျောက်မှာထိုင်နေကြသူတွေကိုမြင်တဲ့အခါတိုင်းနေပေတူကနောက်ကိုလှည့်ပြင်းရဲ့ကြံစင်း နေမုံကသူတို့လက်ကိုဆွဲထားပြီးတော့ဟဲ့နကောင်ဘယ်သွားမလို့လဲဟိုဟိုလေးဟိုနေနဲ့အဲ့ဒါနေလို့ရောမလားလာကုမဘာရီကြောက်နေရလဲဘိုးထင်းတို့တော့မကြောက်ပါဘူးထမိန်နဲ့ပိတ်စားရိအများဆုံးအခိုးခံထားရတဲ့အိမ်ကကိုဘိုးထင်းနဲ့ကိုတာရဟိုပဲကြောက်တာ ။နေမုံကသူတို့နှစ်ယောက်လက်ကိုဆွဲပြီးတန်လျောက်စီခေါ်လာရင်းအယောက်တန်လျောက်စီရောက်တဲ့ကဖိုးထွေးနေတာယာကတကောင်သားနှစ်ယောက်ကိုမကြည်မနှက်နဲ့ကြိတ်ကတာယာကစတင်ပြီးစကားဆွနေတယ်။တကယ်ကောင်းနေပဲကွာ။ကိုရွာကပစ္စည်းကိုမှပြန်ခိုးခိုင်းရတယ်လို့ငါအမေဆိုသူ့ပိတ်စာလေးပါသွားလို့တငုံကိုတီးဖြစ်နေတာ။မင်းတို့ကဘယင်ကိုခိုးရမယ်ဆိုတော့ကိုလက်ထောက်ချအောင်ဟိုးအဲ့လိုလည်းမဟုတ်ပါဘူး။ ပေတူးနဲ့တာယဘလို့ပြန်ပြောင်းရမယ်မမသိဖြစ်နေချင်းနေမောကအစတင်၍တောင်းပန်လာပါ रे ကျမပဲသူတို့ကိုစားတောင်းပန်ပါ रे တကယ်မကောင်းတဲ့ဒီဝါကျမပါကိုကျုံသိယငါဘတ်တေစုမခိုးရမနေနိုင် ဖြစ်နေတာမို့ပြီးတော့စားဝေးနေရေးလဲအဆင်ပြေအောင်ဆိုပြီးမတားလိုက်မိဘူးနေမောရဲ့တောင်းပန်မှုကြောင့်တာယတို့ခွင်လွတ်လိုက်ကြ रे ဟုတ်ပါ रे ကိုတာယရဲ့တိုးတိုးဝဒီမှာပျော်နေကြတာမနေမောကအထက်ပြုတ်လဲကောင်းနေတယ် ဒီရွာကစေကားပြီးပျော်စရာကောင်းတော့မပြန်ချင်လို့ပါရွာလေးကိုခိုင်းတာကလည်းအရှင်ပြည်ရဲ့သူတွေစီရဝဲခိုးခိုင်းတာပါရွှေလည်းမရှိဘူးငွေလည်းမရှိဘူးပိတ်စားနဲ့ထမိန်တွေပဲခိုးတာပါဗျာအေးပါထားလိုက်တော့ငါလည်းသိပါတယ်တကယ်ခိုးရင်ရွှေတွေငွေတွေယူလို့ရတာဟုတ်ဟုတ်ပါတယ်ပြီးတော့အစမတန်ထမိန်တွေပိတ်စားတွေဆူတက်တဲ့သူတွေစီရဝဲခိုးတာပါကိုသားရမင်းနဲ့ကိုဖိုးထွေးမင်းရအဝိစားသစ်ဆို တစ်တာထဲမှာနည်းနည်းယော့တာနဲ့ပြန်ဖြည့်တတ်တာမို့ကျုပ်တို့လည်းသူတို့ကိုပဲဦးစားပေးခိုးခဲ့ရတာပါအေးကောင်းရောကဲအဲ့ဒါထားလိုက်ရောဂျိုးသိန်းနဲ့မင်းမို့မင်းတို့လေးမျိုးကိုဦးတခပြန်ခေါ်နေတယ်တပေါ့တူတယ်တဲ့ငါတို့မင်းတို့နောက်ကိုလိုက်လာတာတကိစ္စပြောချင်လို့မင်းရောက်ခမကြီးကကောင်းကောင်းမို့မို့မင်္ဂလာဆောင်ပေးမယ်တယ်ကွာဘုရားရဲ့စကားကြောင့်ဂျိုးသိန်းနဲ့နေမို့အတော်ဝမ်းသာသွားကြတယ်ဝမ်းမသာနိုင်သူကတာအင်းနဲ့ပေတူးတို့ဖြစ်ပါရင်း တို့နီယာမိုင်းတွေသွားသူကိုကြည့်ပြီးမောင်ဘိုးတင်ကစိတ်မတက်မသားနဲ့မေးလိုက်တော့တယ်။ဟဲ့လေမင်းတို့နီယာမျက်နှာဘာဖြစ်နေရလဲ။ငါတို့ရွာပြန်ချင်းဘူးကွာဒီမှာပဲနေချင်းသေးတယ်။ဘယ်ဖြစ်မလဲကွာအဓိကတာရင်မင်းတို့မိမိပါကမင်းနေပြီ။လှုပ်ပါကွာဒီမှာ၃လရက်လောက်ထပ်နေပါစေ။မဘိုးတင်ကတငယ်ချင်းနှစ်ယောက်မှတနာစပွဲတောင်းပန်လာတော့ဂျန်တဲ့သူတွေကိုတုံးရလောက်နေဖို့ပြောရအောင် အားလုံးသဘောတူကြလေတယ်။နေလိုက်ပါဖိုးထင်းနဲ့တာယာရဒီဝစီရဲကွာ။ငါလည်းမင်းတို့ပြည့်စုံကျင်သေးတယ်။အေးကွာရွာပြန်ရမှာလေအဝေးကြီးဆိုတော့ရှောက်တုံးရောက်ခိုက်နေကြမယ်ကွာ။အဲ့လိုနဲ့မောင်ဘိုးထင်းတို့ကဝါးချောင်းရွာမှာသုံးလေးရက်မြနေဖို့ဆုံးဖြတ်လိုက်လေတယ်။အရင်ညမှာတော့စောင်းရအစီရင်နေသူတို့ကမှလိုချလာမယ်ဆိုတာမသိပဲသူတို့စိတ်ထဲမှာတော့ဂျိုးသိန်းကို ထိမ့်ဖို့သာတင်းနေကြပါလေတော့တယ် ပရိသတ်များခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးသူမောင်တေဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့စောရကျိုးသိန်းဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇလံလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲ့ဖြစ်ပါတယ်ခမညာ။